ထိုင်းနိုင်ငံတောင်ပိုင်းကွက်တောင်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီးတော့ဥရောပမျိုးသားပအဝင်ပတ်သက်နေတဲ့ပေါ့နော်စပြီးတော့အခြေအနေကနေပြီးတော့ခုချင်းဒီအဖွဲအဖွဲတဲ့အထိအဲ့ဒါလေးပြပြပါခင်ဗျကျွန်တော်တို့ဒီကွက်တောင်ကျွန်းမှာဒီအမှု၁၄ရက်နေ့ညပေါ့၁၅ရက်နေ့မနေ့ဖြစ်တဲ့အမှုနဲ့ပတ်သက်လို့စပြီးဖြစ်တဲ့ချိုးစင်တွေကကွက်တောင်ကျွန်းကကျွန်တော်ဗမာအမျိုးသားတွေကကျွန်တော်တို့ဖုံးဆက်လာပါတယ်။ဘာဖြစ်လို့ဖုံးဆက်လာဆိုတော့ကျွန်တော်တို့က ဒီထိုင်းနိုင်ငံမှာနေတဲ့အတော်အတွက်မှာလည်းအလို့သမားတွေရဲ့ဒီကိစ္စဆောင်တာတွေကိုပူပေါင်းဆောင်ရွက်ကူညီပေးခဲ့တာရှိပါတယ်။အဲဒီခါမှာသူတို့သတင်းပို့လာတာနဲ့ကျွန်တော်လည်းတာယုံကိုသတင်းပို့ပါတယ်။တာယုံကသတင်းပို့တဲ့အခါမှာစူရထန်ဒီဆိုတာကျွန်တော်နေတဲ့နေမြေတွင်းမှာကြာရောက်တယ်ကောတောင်ကျွန်းဆိုတာလေစူရထဏီခရိုင်ကောတောင်ကျွန်းဖြစ်နေတဲ့ကြောင့်မို့ကျွန်တော်ကိုဒီအဖွဲ့အနေနဲ့ဒီစုံစမ်းစစ်ဆေးဖို့ဆိုပြီးတော့တာမကြီးကပထမဆုံးနှုတ်မိတ်နဲ့ကျွန်တော်ကိုဒီအထူးစုံစမ်းစစ်ဆေး တာဝန်ပေးပါတယ်။နောက်၃လရဲ့အကြအတွင်းမှာပဲတရင်တွေကပို့ပြီးတော့ဟိုများလာတဲ့အခါကျတော့ကျွန်တော်ကိုဒီစာထွက်ပြီးတော့ဒီတန်ယုံအထူးစုံစမ်းစစ်ဆေးအဖွဲ့ဆိုပြီးတော့ဖွဲ့ပြီးလဲတမကျွန်တော်ပါလာတာပါ။အဆုံးဖွဲ့တဲ့ဒီ၆ရောက်ထဲမှာလာအဲ့ထဲမှာရောပါလာဘူး။ဟုတ်ကဲ့ခင်ဗျကျွန်တော်နောက်ဆုံးဖွဲ့မှာလဲပါပါတယ်။အဓိကကတော့ဒီတာမကြီးပြောတဲ့ တန်ယုံအနေနဲ့ဥပဒေရေးရာအထူးကိုယ်စားလှယ်နဲ့ကျွန်တော်ဒီမှာထည့်ထားလို့ပြောပါတယ်ဒီကတော့ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီးတော့အခုဖန်စီနော်ဖန်ခံထားရတာမောင်ဝင်းစော်ထွင်ရောင်စော်လင်းရေပေါ့နော်ဆွဆွခံရမှုအစပေါ့နော်သူတို့နဲ့ဥရောမျိုးတန်တို့နဲ့ကော့စမွေချင်းထောင်မှာသွားတွေ့ရလို့သိရပါတယ်အဲ့ဒီတွေ့ရှိချက်တွေမှာလေဘာတွေများဒီကလေးတွေကနေပြီးတော့ဥရောမျိုးတန်တို့ကိုပြောလိုက်လေခင်ဗျာ ကျွန်တော်တို့အချင်းတောင်မှာကျွန်တော်ဒီဒီကတန်ယုံဒူးအတွင်းဝင်ဦးထွန်းအပါဝင် ကျွန်တော်ကိုရောက်သွားကြပါတယ်။သွားပြီးတော့တန်ယံဒီကော့စမွေအချင်းတောင်ထဲမှာဆယ်နာရီခွဲလောက်မှာစတွေ့ရပါတယ်။တွေ့တဲ့အခါမှာသူတို့လေးတွေရဲ့အနေထားကိုကြည့်ရတာဒီဝင်းစော်ထွန်းလေးဆိုရင်လည်းဘာမှမတိနားမလဲတဲ့ပုံစံမျိုးဖြစ်နေပါတယ်။နောက်ဇော်လင်းဆိုရင်လည်းဖြစ်ချင်ရဖြစ်တော့ဆိုတဲ့မထူးတဲ့ဇာလမ်းမျိုးပုံစံမျိုးသူ့မျက်နှာသူ့မျက်နှာပေါ်နေပါတယ်။ ဒါပေမဲ့ပရမဆုံးအချိန်မှာသူတို့နှစ်ယောက်ကိုပူပေါင်းစစ်တဲ့အခါမှာဒီဝင်းစော်ထုံးလေးပြောမယ့်စကားကိုစော်လင်းကဟန်တားတယ်ဒါနဲ့ကျွန်တော်တို့ကသိတယ်ဒီကလေးနှစ်ယောက်ကတခုခုတိုင်ပင်ပြက်နေပြီဒါကြောင့်မို့ကလေးနှစ်ယောက်ကိုကျွန်တော်တို့ဇပွဲထိတ်တစ်ဖက်စီထားပြီးတော့ကျွန်တော်တို့ကိုယောက်ကအလဲမှနေပြီးတော့အမေကုန်းကိုပြောင်းနေပြီးတော့မေးလိုက်ခဲ့ပါတယ်မေးတဲ့အခါကျတော့ခုနကပြောတဲ့ရဲစခန်းထဲမှာသူတို့ကို ီရဲကရိုက်နေတယ်ဘာသာများရဲနေတယ်ဒါကြောင့်မို့ပထမတော့ဝင်မခံချင်းပါဘူးနောက်တော့ဝင်ခံလိုက်ရပါတယ်နာအသားနာတဲ့အကြောင်းမျိုးပြောလာတယ်ဒီစကားကိုကျွန်တော်ရလာခဲ့ပါတယ်ဒီကလေးနှစ်ယောက်ကရဲထံမှာဖြောင်းချက်ပြီးတယ်ဆိုပြီးတော့ဗောနောသူတို့တတ်တယ်မရင်းကျင်နေဆိုပြီးတော့ဖြောင်းချက်ပြီးတယ်ဆိုပြီးတော့ဘန်ကောက်မြို့မှာဒီထိုင်းနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ပြီးတော့တရုတ်နိုင်ငံရှင်နေမှုတရားဝင်လုပ်ပါတယ်ဒါနဲ့ပတ်သက်လို့ဘယ်လိုမျိုးအမြင်ရှိပါသလဲခင်ဗျာ ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ထိုင်းနိုင်ငံဥပဒေနဲ့မြန်မာနိုင်ငံဥပဒေကဒီကွဲလွဲမှုတိတ်မရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ရဲရဲစခန်းထဲမှာဒီလို confession ခေါ်တဲ့ဖြောင်းချက်ပေးတာဟာကျွန်တော်တို့အာနာတော်၎င်းအသက်ပြားတော်၎င်းတစ်ခုခုဒီပံ့ပိုးခဲ့လို့ရှိရင်ဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့ရဲစခန်းရဲ့ဖြောင်းချက်ကတည်တည်ကံမဝင်ပါဘူး။တရားသုံးယုံကတရားသူကြီးရဲ့ရှေ့မှောက်မှာခံဝင်ချေပေးတာလည်းဖြောင်းချက်ကတရားဝင်ပါတယ်။ဒါကြောင့်မို့ဒီဖြောင်းချက်ကကျွန်တော်တို့ကအဲ့တဲ့က ဖြောင်းချက်ကမှန်မှန်ကန်မှုဒီဖြောင်းချက်ကမတရားယူတဲ့ဖြောင်းချက်ဆိုပြီးတော့ကျွန်တော် website တွေမှာကန့်ကွက်ခဲ့ပူပါတယ်ဥပမာမျိုးတန်တို့ရဲ့ဒီကိစ္စနဲ့ဆောင်ရွက်ချက်မှာပထမပိုင်းကျွန်တော်တောင်းတာကဥအောင်မျိုးတန်တို့တောင်းတဲ့ဥစားကလေးတွေနဲ့တွေ့ခွင့်တောင်းတယ်အမှုတွေနဲ့တောင်းကြည့်တယ်လို့ကျွန်တော်သိရပါတယ်အဲ့ဒီအမှုတွေထဲမှာဘာတွေပါလဲခင်ဗျာဒီလိုပါခင်ဗျာကျွန်တော်တို့ကလေးတွေကိုဒီ6ရက်10လ2014နေ့မှာအချင်းဦးစီးမှာတွေ့ရပါတယ် တွေ့ပြီးတဲ့နောက်မှာပဲကျွန်တော်တို့ကအဲ့ဒီမှာတေလိုဘက်ကအဓိကတက်တည်ဖြစ်တဲ့တေလိုဘက်တက်တည်မောင်မောင်ကိုတွေ့ဖို့တောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲစခန်းနေနဲ့ကျွန်တော်ပြီးမတွေ့ခဲ့ပါဘူးထို့အပြင်ကျွန်တော်တို့ကကလေးတွေရဲ့ထွက်ဆိုချက်နဲ့လိုက်ရောညှိထွေမှုရှိမရှိအမှုရဲကိုလိလာလိုပါတယ်အမှုရဲကိုပေးပါဆိုတဲ့အခါမှာလည်းအမှုရဲကိုတောင်းကြည့်ခင်မရပါဘူးဘာဖြစ်လို့လဲဆိုတော့အမှုရဲဒီတရားရုံးမတင်ရသေးလေနောက်ပြီးတော့ပြုပြင်ပြင်ဆင်မှုလုပ်နေပါတယ်ဆိုတော့ရဲစခန်းပြောလို့ကျွန်တော်တို့ကအမှုရဲကို ကြည့်ခဲ့ရပါဘူး။ဒါကြောင့်မို့အမှုရဲအချက်လက်တွေကိုတော့ကျွန်တော်တို့ကမသိခဲ့ရဘူး။ကျွန်တော်တို့ရဲ့ကလေးတွေနဲ့တွေ့ဆုံချက်အရာမေးမြန်းချက်အရာသိရတာကတော့ပြစ်မှုနဲ့ပတ်သက်လို့ကလေးတွေကပါဝင်ပတ်သက်ခြင်းမရှိဘူးဆိုတာပေါ်လွင်ပါတယ်။အဲ့ဒီဒီကော်စမိုဂျင်းတောင်မှာဒီမောင်စော်လင်းတို့နဲ့တွေ့တဲ့နေ့မှာပဲ ကိုအောင်မျိုးတန်တို့ဖွဲ့ရနေပြီးတော့ဒီအစိုးရတပ်တွေဖြစ်ဖယ်ထားတယ်ပေါ့နော်ဒီတနေရာမှာရေးအဆောင်ရှောင်းနေထားတဲ့ဒီမောင်မောင်ပေါ့နော်သူတို့ကောင်းလေးတွေတငယ်ချင်းမောင်မောင်ကိုတပ်တွေကိုလည်းတွေ့ခွင့်တောင်းတာသိရပါတယ်အဲ့တွေ့ခွင့်ကိုလည်းညင်းနေမဟုတ်လားခင်ဗျအဲ့ဒါဘာဖြစ်လို့ပါလဲခင်ဗျဟုတ်ပါတယ်ခင်ဗျကျွန်တော်တို့ကဒီတပ်တွေမောင်မောင်ထွက်စစ်ကြောင်များကျွန်တော်တို့ဒီဆွဆက်ခံရတဲ့ဇော်လင်းနဲ့ဝင်းစော်တွန်းဟာတရားခံဖြစ်နေသလားဆိုတော့ကျွန်တော်သိလို့ပါတယ်သိလို့တဲ့ခါမှာဒီတပ်တွေကိုကျွန်တော်တို့တွေ့ဖို့အတွက် ီတက်တီးရဲ့ထွက်စွတ်ချက်ကိုသိလို့တဲ့အကြောင်းကျွန်တော်တို့ကမေးမြန်းအောင်ဆိုပြီးတော့ကျွန်တော်တို့တောင်းဆိုတာပါဒါပေမဲ့ကျွန်တော်တို့ရဲစခန်းနေနဲ့ခွင့်ပြုချက်မရခဲ့ပါဘူးဟုတ်ကဲ့အဲ့ဒီပွဲကနေပြီးတော့ဘောနော်တွဲ送ပွဲကနေပြီးတော့အပြီးမှာဥောမျိုးတန်းတို့ဖွဲ့ကဒီအခင်းဖြစ်ပွားရာကျွန်းကိုသွားတယ်ပေါ့နော်သွားပြီးတော့ဒီအခင်းနဲ့ပတ်သက်တဲ့ဟိုထောက်ထားရလို့မှုအတွက်ပေါ့နော်ရှာတယ်အဲ့တော့နေရာဝဲရောက်ခဲ့လာပြီးတော့ဘသူတွေနဲ့တွေ့ကြလဲလို့လက်ကောလို့တော့ရခဲ့လာအဲ့ဒါလေးကိုပြောပြဆို ကျွန်တော်တို့9ရက်10လ2014နှစ်မှာ မမောင်တွေ့ခွင့်မရတဲ့ခါမှာအချင်းဖြစ်တဲ့ဒီကော့တောင်ကျွန်းကို ကျွန်တော်တို့အဖွဲ့ဒီတန်ယုံကဆေလုပ်တဲ့အထူးအဖွဲ့သွားပါတယ်။သွားတဲ့ခါမှာအချင်းဖြစ်နေနေရာကိုပြည်စုံအောင်ကြည့်ရပါတယ်။အပြန်ပြည်စုံအောင်လည်းတွေ့ရပါတယ်။သို့တော့ကျွန်တော်တို့ကော့တောင်ကျွန်းကိုကျွန်တော်တို့ရဲ့တင်မောဆိုင်တဲ့အချိန်တွေကကျွန်တော်တို့ကိုရဲအဆောင်ရှောက်တဲ့အားလုံးဝိုင်းဝန်းပြီးတော့ ဟိုဆောင်ရှောက်နေတဲ့အကြောင်းမို့ကျွန်တော်တို့တိလို့တဲ့အချက်တွေကိုတော့ပြည့်စုံအောင်မရခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကျွန်းပေါ်မရောက်ခင်အချိန်တုန်းကအဆက်အသွယ်ရတဲ့ဒီမြန်မာကလေးတွေကိုယ်တိုင်ကိုကကျွန်တော်တို့ကျွန်းပေါ်ရောက်တဲ့အချိန်မှာဖုန်းဆက်သွယ်လို့မရတော့ပါဘူး။ကျွန်တော်တို့လိုက်လေးလာမေးကြည့်တဲ့အခါကျတော့သူတို့ကပြောပါတယ်သူတို့ဖုန်းတွေကိုတင်ထားခံရတယ်လို့ပြောပါတယ်အဲ့ခါမှာဘလို့မှဆက်သွယ်မေးမြန်းလို့မရပါဘူးနောက်ပြီးတော့ကျွန်တော်တို့နားမှာလည်းရဲများကအဆောင်ရှောက်သဘောမျိုးထတ်ချက်မကွာလိုက်နေတဲ့ကြောင့်မို့ကျွန်တော်တို့လိုချင်တဲ့အခြေအနေမရခဲ့ပါဘူးဟုတ်ကဲ့ ဲ့ဒီဖြစ်စဉ်မှာဒီကောင်လေးနှစ်ယောက်ကိုမဖမ်းခင်မှာဒီဒီထိုင်းရဲဘက်ကပေါ့နော်ကျုံးမှာရှိတယ်မြန်မာတွေကို DNA လူ900လောက်လာမသိကျွန်တော်တို့ဖတ်ရတာစစ်ဆေးတယ်လို့သိရပါတယ်အဲ့ဒီအဖြေနဲ့ပတ်သက်လို့အဲ့ဒီ DNA စစ်ခံတဲ့လူတွေနဲ့ရောဦးတို့တွေ့ကြလားခင်ဗျာဟုတ်ကဲ့ဒီလိုရှိပါတယ်ခင်ဗျာကျွန်တော်တို့အဲ့ဒီမှာအမှုစစ်တဲ့ရဲကောကျွန်တော်တို့ကိုကွန်မန်ဒို9ယောက်လိုက်ဆောင်ရှောက်ပေးပါတယ်ကျွန်တော်တို့အမှုဖြစ်တဲ့နေရာကိုလိုက်ပြတ်တာရင်းနဲ့ကျွန်တော်တို့မိတဲ့အခါမှာကျုံးပေါ်မှာတရားဝင်အနေနဲ့ အမား8000လောက်ရှိပြီးတော့တရားမဝင်အနေနဲ့3000လောက်ရှိပါတယ်ပြောတယ် DNA ကိုလူ800နီးပါးလောက်စစ်တယ်လို့ပြောပါတယ်ခင်ဗျအဲ့တော့ DNA DNA ကိုလူ800လောက်ကိုဘယ်နှစ်ရက်စစ်လဲဆိုတော့တပတ်စစ်တယ်လို့ပြောပါတယ်ခင်ဗျအဲ့ဒီတပတ်စစ်တယ်ဆိုတဲ့အချိန်ဟာဒီလူ800ကိုဘလို့မှလုံလောက်အောင်ရနိုင်တဲ့အချိန်မဟုတ်ပါဘူးဟုတ်ကဲ့အဲ့တော့ဒီအခုခလေးတွေပေါ်မှာဆက်ဆူရတဲ့ပေါ့နော်အမှုတွေရတယ်ဘလို့အမှုမျိုးစားရလဲခင်ဗျအဲ့ဒါကိုလေဥပဒေ ဟိုပုံမှားတယ်ဆိုလို့ရှိရင်အနှစ်သာရအပြင် ပြပြပါခင်ဗျာဟုတ်ကဲ့အဲ့ဒါပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကလေးတွေဆွဲဆွခံရတာဟိုပုံမှား၅ခုလို့သဘောရပါတယ်နံပါတ်1အတိတ်ပဲဖွင့်ဆိုရမယ်ဆိုရင်လူသတ်မှုပါနံပါတ်2အတိတ်ပဲဖွင့်ဆိုရမယ်ဆိုရင်၃အဲမဒိမ့်မှုပါခင်ဗျာနံပါတ်3အတိတ်ပဲဖွင့်ဆိုရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဟာပေါ့အသက်တည်အောင်ပြုလုပ်ပြီးတော့လူရမှုပါနောက်တစ်ခါနံပါတ်4ဥပဒေကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီပြစ်မှုကြီးတွေကိုကျူးလွန်ပြီးတော့ ထိန်ချနေဆိုတဲ့ပုံမှာပါ။နောက်နံပါတ်5ပုံမှာကိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဟိုပါ့ဒီထိုင်းနိုင်ငံနဲ့ကိုတရားမဝင်ဝင်ရောက်နေထိုင်မှုဆိုတဲ့လာဝကဥပဒေပါ၅ခုနဲ့ကျွတ်ထားပါတယ်။ဟုတ်ကဲ့။ဒါနဲ့စကားမဆက်ကြံခဲ့လို့ခုနကတော့ခလေးနှစ်ယောက်နဲ့ကော်စွေချင်းတောင်ထဲမှာတွေ့တဲ့ချိန်မှာခလေးတွေစီရနေပြီးတော့သူတို့အမှုဘသူလိုက်မလဲဆိုတဲ့ကိုယ်တည်းလွဲစားတွေပါရောအင်္ဂလိပ်ရခဲ့လာရှင်းနေတယ်ဘိုင်းဟုတ်ကဲ့အချင်းဦးစီးထဲမှာတွေ့စဉ်တွေကကျွန်တော်တို့အဒီခလေးတွေအတွက်ဒီသူတို့ နှိမ့်ဆက်ခံလို့ဝန်ခံတာဖြစ်တယ်သူတို့အမှန်တရားရရှိရအတွက်ကုညီဆောင်ရေးပေးပါဆိုပြီးတော့လက်မှတ်ထိုးခဲ့လို့ကျွန်တော်တို့ရှင်းနေကိုယ်စားလှယ်ပါဝါရခဲ့ပါတယ်